ီးချုပ်ဟောင်းရင်လက်ရှင်နာဝထရာဟာကမ္ဘောဒီးယားနိုင်ငံကိုလက်မှတ်ကိုအသုံးပြုပြီးထိုင်းနိုင်ငံကထွက်ပြေးခဲ့တယ်လို့ကမ္ဘောဒီးယားလွှတ်တော်ဥက္ကဋ္ဌဟွန်ဆန်ကတောက်ကြနေမှာပြောကြားခဲ့ရာအိမ်နီးချင်းအာဆီယံနှစ်နိုင်ငံကြားတင်းမာမှုတွေပုံမှုမြင့်တက်စေခဲ့ပါတယ်။ကျွန်တော်ရင်လက်ကိုတနာခဲ့ပါတယ်။သူကအခုထိကမ္ဘောဒီးယားနိုင်ငံကိုလက်မှတ်ကင်ဆောင်ပြီးပြည်ပမှာနေထိုင်နေပါတယ်။သူဟာအကိုဖြစ်သူကြောင့်ဒုက္ခရောက်ခဲ့ရတယ်လို့အခုလဲသူမဖြစ်သူကြောင့်ဒုက္ခရောက်ရပြန်ပါပြီ ကျွန်တော်ထုတ်မပြောအချိန်မီမဲ့ပြောရပါမယ်လို့ဟွန်ဆန်က ပြောပါတယ်စင်ကာပူကနေစီဗရန်ရီမြို့ကိုလေကြောင်းနဲ့ရောက်လာခဲ့တဲ့ရှင်လက်ကိုထိုင်းကန်မော်ရီယာနယ်စပ်အနီး point back ကနေပို့ဆောင်ခဲ့တာလို့၎င်းကဆက်ပြောပါရယ်။လေရင်စင်းစင်းချင်းရင်လက်ကကားရဲကိုချက်ချင်းဝင်ခဲ့ပါရယ်။ဒီနေ့မှာတော့အမှန်တရားထွက်ပေါ်လာပါပြီလို့သူကရှင်းပြပါရယ်။ရှင်လက်ဟာအာနာသိမ့်မှုတစ်ခုမှဖြုတ်ချမခံရမီ 2017ခုနှစ်ကနေ2014ခုနှစ်ထိထိုင်းနိုင်ငံရဲ့ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ရင်းလက်ရဲ့တူမဖြစ်သူလက်ရှိထိုင်းဝန်ကြီးချုပ်ပေတောင်နန်ရှင်နာဝထရာကိုစိတ်ပြတ်မိတယ်လို့ဟွန်ဆန်ကဆိုပြီးသူကသူ့စစ်တပ်ကိုစော်ကားလို့ရပေမဲ့ကျွန်တော်ကိုစော်ကားလို့မရပါဘူးလို့ပြောပါတယ်။ပေတောင်နန်ကကမ္ဘောဒီးယားနဲ့နယ်စပ်တင်းမာမှုနဲ့ပတ်သက်လို့ထိုင်းစစ်တပ်ကိုဝေဖန်ထားတဲ့ဟွန်ဆန်နဲ့ဖုန်းပြောဆိုမှုပေါက်ကြားပြီးနောက်၎င်းကအခုလိုမှတ်ချက်ပြုခဲ့တာပါ။ အဲ့ဒီပေါင်ကြားခဲ့တဲ့ဖုန်းပြောဆိုမှုဟာထိုင်းနိုင်ငံမှာနိုင်ငံရေးကစင်ကလျာဖြစ်စေခဲ့ပြီးအတိုက်ခံတွေကပေတောင်နံကိုယာရုကနှုတ်ထွက်ဖို့တောင်းဆိုနေကြပါတယ်။မေလ28ရက်ကနေဆက်တလျှောက်နှစ်နိုင်ငံတပ်ဖွဲ့တွေအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာကမ္ဘောဒီးယားစစ်သားတူတေဆုံးပြီးနောက်ပိုင်းထိုင်းနဲ့ကမ္ဘောဒီးယားကြားတင်းမာမှုတွေမြင့်တက်ခဲ့ပါတယ်။မကြသေးမီကအမေရိကန်နဲ့အစ္စရေးရဲ့ဘုံကျဲတိုက်ခိုက်မှုတွေကြောင့် အီရန်နိုင်ငံရှိနျူကလ িয়ার နယ်မြေတွေစိုးဝါးစွာထိခိုက်ပျက်စီးခဲ့တယ်လို့နိုင်ငံရေးဝန်ကြီးအဘက်အရာချီကဝန်ခံလိုက်ပါတယ်။ထိခိုက်ပျက်စီးမှုအကဲဖြတ်ခြင်းကိုအီရန်အနုမြူစွမ်းရင်အဖွဲ့အစည်းကဆောင်ရွက်နေတယ်လို့၎င်းကနိုင်ငံပိုင်ရုပ်တံလွှင့်ဌာနတစ်ခုကို ပြောပါတယ်။လေကြောင်းတိုက်ခိုက်မှုတွေကြောင့်တိုင်းပြည်ရဲ့နျူကလ িয়ার စီစဉ်တွေမပျက်စီးခဲ့ဘူးလို့အစောပိုင်းမှာအီရန်အုပ်ချုပ်အာရာတိုလာခါမေနီကပြောကြားခဲ့ပါတယ်။ ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဘုံကျဲတိုက်ခိုက်မှုတွေရဲ့တက်ရောက်မှုကိုခြေကားပြောဆိုခဲ့တယ်လို့ဇွန်လ23ရက်နေ့မှာစတင်ခဲ့တဲ့အစ္စရေးနဲ့စစ်ပွဲနောက်ပိုင်းပုံအောင်နေခဲ့တဲ့ခါမေနီကဆိုပြီးအမေရိကန်နဲ့အစ္စရေးပေါ်အောင်ပွဲရခဲ့တယ်လို့ကြေညာခဲ့ပါတယ် အမေရိကန်နိုင်ငံနဲ့နျူကလ িয়ার ဆွေးနွေးပွဲတွေပြန်လည်စတင်မှုအစီအစဉ်တွေမရှိတဲ့အပြင်အစ္စရေးကတိုက်ခိုက်မှုတွေစတင်ချိန်မှာ၆ချိန်မြောက်ဆွေးနွေးဖို့စီစဉ်ထားတာကိုဖျက်သိမ်းခဲ့တယ်လို့အဘတ်အရာချီကပြောပါရယ် အီရန်နိုင်ငံကိုဆစ်ဆက်ညှိနှိုင်းရေးစပွဲဝိုင်းကိုပြန်ခေါ်ဖို့ကြိုးပမ်းမှုဖြစ်အမေရိကန်စိုးရဟာအရက်ဖက်စွမ်းရင်ထုတ်လုပ်မဲ့နျူကလ িয়ার စက်ရုံတစ်ခုတိစောက်ဖို့ဒေါ်လာ30ဘီလီယံရရှိရေးဒဏ်ခတ်ပိတ်ဆို့မှုတွေဖြေလျှော့ရေးနဲ့ကန့်သက်ထားတဲ့အီရန်ပိုင်ငွေကြေးဒေါ်လာဘီလီယံချီပြန်ပေးဖို့ဆွေးနွေးခဲ့တယ်လို့သိရပါဗျ။ လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အီရန်နဲ့နျူကလ িয়ার စီစဉ်တွေတိတာစွာပျက်စီးခဲ့တယ်လို့အမေရိကန်နဲ့အစ္စရေးစုဆောင်းထားတဲ့ထောင်လိုင်းရဲ့အချက်လက်တွေက ဖော်ပြခဲ့တယ်လို့အမေရိကန်ကာကွယ်ရေးဝန်ကြီး PT Hassett ကပြောပါရယ်